တော်ဝင်လေပပူးဖန်တွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဆိုတော့နိုင်ငံတကာရသက်ရပတ်လည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့လေပပူးအသင်းရဲ့ပေါ့နော်ဒါပွဲစဉ်တွေကိုစောင့်ဆိုင်နေကြတဲ့ဒါညီကိုတွေအနေနဲ့ကျွန်တော်တို့လေပပူးပွဲစဉ်တွေကိုပရီးမီးယားလိပွဲစဉ်တွေအပြင်တခြားသောပွဲစဉ်တွေကိုဒါရင်ခုန်ခံစားရတော့မှလည်းဖြစ်ပါတယ် Okay ဆိုတော့ဒါနိုင်ငံတကာရသက်ရပတ်အပြီးမှာကျွန်တော်ပြန်ပြီးတော့ရှင်ပြိုင်ကစားမယ့်ပရီးမီးယားလိပွဲစဉ်ကလည်း brother တို့တည်ကြတဲ့အတိုင်းပဲပေါ့နော်အင်္ဂလန်ရဲ့ အပြင်းထန်ဆုံးဒါဘီအခါသီးဆုံးပြိုင်ဘက် United အသင်းနဲ့ကျွန်တော်အိမ်ခွေး Anfield မှာ Super Sunday ရဲ့ည10:00နာရီမှာရှင်ပြိုင်ကစားရမှာလေဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကလည်းအားလုံးပေါ့နော်ဒါစိတ်လှုပ်ရှားနေကြလိမ့်မယ်လို့တော့ထင်တယ်ပြီးတော့ကျွန်တော် Liverpool တင်ရတာရှေ့မှာ Premier League ပွဲစဉ်နှစ်ပွဲဆက်ရှုံးနေ Champions League ပွဲစဉ်ရှုံးထားတယ်ဆိုတော့အဲ့ဒီအနေထားမှာကျွန်တော်ရဲ့ current form လေးတွေကလည်းမကောင်းထားဘူးဆိုတော့ international ရဲ့တက်တက်ပတ်လေးဝင်လိုက်တာက ကျွန်တော်တို့အသင်းတို့ပိုကောင်းသွားတယ်လို့ပြောရမှာလည်းဖြစ်တယ်ပေါ့နော်ဒါရှုံးပွဲဆက်နေတဲ့အနေထားကိုရပ်တန့်ပြီးတော့ဒါနိုင်ငံတကာရပ်တန့်တစ်ဖက်အပီးပထမဦးဆုံးရှင်ပြိုင်ကစားရမယ်စူပါဆန်ဒေးမှာတစ်ဖက်လည်း United နဲ့ကျွန်တော်တို့ဒါအင်္ဂွင်အန်ဖီးမှာကစားရမယ်အနေထားမှာပေါ့နော်ဒါနိုင်ပွဲပြန်ရှာပြီးကျွန်တော်တို့ဒါယုံကြည်မှုပြန်လည်တည်ဆောက်ရမယ်အနေထားအဂျင်ခေါ်ရမယ်အနေထားလို့ပြောရမှာလည်းဖြစ်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်ပြောချင်တာကတော့ဒါ United နဲ့ပွဲစဉ်မှာလွဲချော့နိုင်ပွဲရှိတယ်ကျွန်တော် Liverpool အသင်းရဲ့ ကစားသမားတွေအကြောင်းကိုပြောပြပေးကြင်တာလည်းဖြစ်ပါတယ်အဓိကတော့ Liverpool တင်းရဲ့ injury update အကြောင်းအရာလေးပေါ့နော်ဆိုတော့နိုင်ငံတကာရသက်တပတ်မှာကျွန်တော် Liverpool အသင်းကနေပြီးတော့အဓိကကစားသမားတွေကိုတက်ဆိုင်ရတာနိုင်ငံလက်ရွေးစင်အသင်းတွေစီကိုစစ်လွတ်ထားတယ်အဲ့ဒီတည်းကမှကျွန်တော်တို့အသင်းရဲ့ကစားသမားတွေကပေါ့နော်ကစားသမားတွေထက်ကျွန်တော်တို့ဒါကွန်တေးနဲ့ graven patch ပေါ့နော် injury အခြေအနေလေးကိုပြောပြပေးခြင်းနဲ့ပြီးတော့ water rule lesson back ကဒါ positive တို့ရဲ့ injury update လေးတွေကိုလည်းပြောပြပေးခြင်းနဲ့ဖြစ်ပါတယ်ဆိုတော့ကန်ကောင်းတာကျွန်တော်တို့ဒါ international week မှာ အဓိက player တော်တော်များများကတော့ injury ကင်းစင်ပြီးတော့အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်တော့မှဖြစ်တဲ့အတွက်ဝမ်းသာစရာပေါ့နော် Gravity နဲ့ Kunate ရဲ့ injury update လေးကိုပြောပြပေးကြည့်တာလည်းဖြစ်ပါတယ်ဆိုတော့ Gravenbach ရဲ့ injury အကြောင်းလေးနဲ့ပဲစတင်လိုက်ရအောင် Gravity ကတော့ဒါ Netherlands အသင်းနဲ့ international ရတ္တပတ်မှာတွားရောက်ပြီးတော့ပူပေါင်းထားတယ် Netherlands အသင်းရဲ့ပွဲစဉ်တွေကိုလည်းဒါရှင်ပိုင်ကစားခဲ့တာမျိုးရှိတယ်ဆိုတော့နောက်ဆုံးရှင်ပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ Gravenbach အနေနဲ့ minor hamstring injury လေးရရှိခဲ့တယ်လို့တော့သိရပါတယ်ဒါကြောင့်လည်းအဲ့ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာပဲ ဂရမ်ဘတ်ကိုဒါနယ်သာလန်သင်းရဲ့နီးပြဖြစ်တဲ့ရော်နယ်ကူးမန်းကဒါလူစားလဲခဲ့ရတယ်ပေါ့နော်အဲ့ပွဲစဉ်မှာပြီးတော့ဒါပွဲပြီးမှလည်းဒါနီးပြကူးမန်းရဲ့ပြောကြားချက်အရဆိုလို့ရှိရင်တော့ဂရမ်ဘတ်အနေနဲ့ဒါ minor hamstring injury လေးရရှိခဲ့တယ်လို့တော့သိရတယ်တိုးတော်လဲ minor injury ဖြစ်တဲ့အထွတ်အရင်ကြီးတော့ဒါ risk မများဘူးလို့တော့သူကတော့ပြောသွားတယ်ပေါ့နော်အရင်ကြီးတော့မပြင်းထန်ဘူးမပြင်းထန်ဘူးလို့တော့သူကတော့ပြောသွားတာမျိုးတော့ရှိတယ်တိုးတော် liverpool အသင်းကိုတော့ graven bush အနေနဲ့ပြောင်းလို့ရှိရင်တော့ဒါ safe အဖွဲနဲ့အသေးစိတ်ဒါ အင်ဂျူရီအခြေအနေလေးကိုဆက်ပြီးတော့ကြည့်ရမယ့်အနေအထားမျိုးလေးပေါ့နော်။ဒါကြောင့် Graven Bush အနေနဲ့ကတော့ဒါအနီးကပ်ဆုံးရှင်ပြိုင်ကစားမယ်။အဲ United အသင်းရဲ့ပွဲစဉ်ကိုတော့ဒါလွဲချော်နိုင်ပွဲတော့ရှိတယ်။တိုးတော်လည်း အဲလီဗာပူးအသင်းရဲ့ဆေးဖွဲကဘယ်လိုမျိုးထုတ်ပြန်လာမလဲတော့မသိဘူး minor injury ဖြစ်တဲ့အတွက်ကိုဒီရပိုင်းအတွင်းမှာပြန်လည်တတ်တာခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က gravan bush လေးကိုမျှော်လင့်လို့တော့ရတယ်ဆိုတော့ gravan bush ကလည်းကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒါ number 6ရိုးနေရာမှာမရှိမဖြစ်ကစားသမားဆိုတော့ပြီးတော့တစ်ဖက်မှာရှင်ပြိုင်ကစားမှာလည်းရှင်ပြိုင်ကစားမှာလည်းအခါတည်းဆုံးပြိုင်ဘက်ဖြစ်တဲ့ United Boys ဆိုတော့ gravan bush လေးကိုတော့ကျွန်တော်တို့လီဗာပူးအသင်းကလိုအပ်နေတာမျိုးတော့ရှိတယ်ဆိုတော့အချိန်မီပြန်ပြီးတော့ injury ကပြန်လည်တတ်တာပါစီလို့ပဲကျွန်တော်ဒီကနေ suit down ပေးရမယ့်အခြေအနေမျိုးလေးပေါ့နော် နောက်ထပ်ကတော့ခုနတေးရဲ့အခြေအနေခုနတေးကလည်းအဲထိုနီလကောင်းပဲကျွန်တော်တို့ကနောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ injury ရရှိခဲ့တယ်။တော်တော်လည်းခုနတေးရဲ့ injury ကလည်းအရင်ပြင်းထန်တာမျိုးတော့မဟုတ်ဘူး။အာဒါညာဘက်ခြေထောက်မှာ injury အနေနဲ့ရရှိခဲ့တဲ့သဘောမျိုးလေးပေါ့နော်။ဒါကြောင့်ပြင်သစ်အသင်းရဲ့လူစင်းကနေလည်း ဒါခြံလက်ခံခဲ့ရတာမျိုးရှိပြီးတော့နောက်ဆုံးကစားခဲ့တဲ့ပြင်သစ်အသင်းရဲ့ပွဲစဉ်နှစ်ပွဲကိုဒါဝင်ရောက်ကစားထားနိုင်ရေးမရှိဘူးလီဗာပူးတင်းရဲ့လက်ရှိမှာတော့ပြန်လည်ပူးပေါင်းမှုတွေပြုလုပ်နေပြီဆိုတော့ခုနှစ်တင်းအနေနဲ့ကလည်းကျွန်တော်လက်ရှိမှာဒါတန်တရားဖြစ်ပေါ်ရအခြေအနေလေးမှာရှိရသူ့ရဲ့ injury ကတော့ဒါပေမဲ့ခုနှစ်တင်းအနေနဲ့ကတော့လက်ရှိမှာဒါ independent new ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ united အသင်းရဲ့ပွဲစဉ်ကိုပါဝင်လာနိုင်ပွဲရှိတဲ့ຢာခိုင်နှုန်းကတော့များတယ်လို့ကျွန်တော်ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ခုနှစ်တင်းလည်းမရှိလို့မဖြစ်ဘူးဘောနော်လက်ရှိမှာကျွန်တော်တို့ဒါခေါ်ယူထားခဲ့တဲ့ ဒါဂျိုဗန်နီလီယိုနီလေးကလည်းအားလုံးသိကြရတဲ့အချိန် ACL injury ရရှိထားတာဖြစ်တဲ့အတွက်ကလာရှီနားမှာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးမျှော်လင့်လို့မရဘူးပေါ့နော်ဒါတော့လက်ရှိကျွန်တော်တို့ The Conte နဲ့ Gravi ရဲ့ injury update နောက်ထပ်ကတော့ Barcelona ရဲ့ injury update အခြေအနေကိုပြောပြပေးခြင်းပါတယ် Barcelona ကလည်းကလာရှီနားနေရတာကြာပြီပေါ့နော်ဆိုတော့ Barcelona ရဲ့လက်ရှိ injury အခြေအနေကတော့ပြန်လည်ပျောက်ကင်းလာပြီ recovery process တွေလုပ်ပြီးတော့လာမယ့်ရက်တစ်ပတ်အနည်းငယ်အတွင်း maybe ကျွန်တော်ထင်တာကဒီဆယ်လပိုင်းထဲမှာပဲပေါ့နော်အောက်တိုဘာလအတွင်းထဲမှာပဲ လီဗာပူးအသင်းနဲ့ပြန်လည်ပူးပေါင်းပြီးတော့လီဗာပူးအသင်းအတွက်ပြန်လည်ကစားပေးနိုင်တော့မယ်ဆိုတဲ့သတင်းတွေကတော့တက်နေတာမျိုးရှိတဲ့အတွက်ဒါလေးကတော့ဝမ်းသာစေရအခြေအနေလေးလို့ပြောရမှာလည်းဖြစ်ပါတယ်။ Okay နောက်ထပ်ကတော့ကျွန်တော်တို့ရဲ့ AB1 Lesson Baka ကြီးရဲ့ injury အခြေအနေ Lesson Baka ကလည်းအလုံးကြီးရတဲ့အချိန်မှာကျွန်တော်တို့က injury ရရှိခဲ့တယ်ပေါ့နော် Champion League ပွဲစဉ် Galatasaray အသင်းနဲ့ပွဲစဉ်မှာ injury ရရှိခဲ့တယ်။ဆိုတော့အဲ့တုန်းကကျွန်တော်တို့အသင်းဘက်ကထုတ်ပြန်ခဲ့တာက Lesson Baka အနေနဲ့နိုင်ငံတကာရပ်တတ်တပတ်အပီးပထမဦးဆုံးတော့ဒါအပတ်မှာပဲပေါ့နော်ဒါအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်မယ်ဆိုတဲ့ အဲတည်င်းတွေထုတ်ပြန်ခဲ့တာမျိုးရှိတယ်။ဒါပေမဲ့လက်ရှိမှာမာဆင်ဆိုင်ဘက်ကတက်လာတဲ့ report တွေအရဆိုလို့ရှိရင်တော့ lesson ဘက်ကအနေနဲ့ injury ကတက်တာသွားပြီဆိုပေမဲ့လည်းကျွန်တော်တို့ဒါ risk အရင်ယူလို့မရဘူး။အ ਨੇ ဆုံးတော့ဒါတပတ်ခန့်လောက်ထပ်ပြီးတော့ကျွန်တော်တို့ဒါ lesson ဘက်ကကိုအချိန်ပေးရမှာလည်းဖြစ်တယ်။ဒါကြောင့်တေချာဘောက်ကတော့ lesson ဘက်ကအနေနဲ့ကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်ကိုတော့ကျင်းပပေါက်လွဲချော်နိုင်ဖို့ရှိရလို့သတင်းတွေအရဖော်ပြထားတာမျိုးကိုတော့တွေ့ရပါတယ်။သို့တော်လည်းလက်ရှိအခြေအနေကပြဿနာတော့မရှိဘူးပေါ့နော်။ဒက်ရှက်ဗလီကျွန်တော်တို့မှာရှိနေသေးတယ်။ United ပွဲစဉ်မှာတော့အဲကျွန်တော်တို့ Liverpool တင်းရဲ့ကိုသမားအဖြစ်မမဒက်ရှက်ဗလီပွဲထွက်လာဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်။နောက်ထပ်ကတော့ Wataru Ando ကြီးရဲ့ injury အခြေအနေပေါ့နော် Wataru Ando ကတော့ injury ရတာတော့မဟုတ်ဘူးဗျလက်ရှိနိုင်ငံတကာရဲ့တပ်တပတ်မှာလည်း ဒါဂျပန်လက်ပြေးစင်အသင်းနဲ့တွားရောက်ပူးပေါင်းထားတာမျိုးမရှိဘဲနဲ့ကျွန်တော်လီဗာပူးအသင်းမှာပဲပေါ့နော်ကြန့်ရှိနေပြီးတော့ကျွန်တော် asset training center မှာပဲ recovery process တွေကြန့်ခိုင်မှု process တွေကိုလုပ်နေလို့တော့သိရပါတယ်လက်ရှိမှာလည်းဒါ water rule က injury ရရှိထားတာမျိုးမဟုတ်ဘူးကျွန်တော်ရှေ့ရပြောလို့ပေါ့နော်ကြံ့ခိုင်မှု100%ပြည့်အောင် ဒါလုံနေတာမျိုးရှိပါတယ်ဆိုတော့ Waterloo အနေနဲ့ကလည်းကျွန်တော်ဒါ United ပွဲစဉ်ကိုပါဝင်လာနိုင်ပွဲတော့ရာဂိုင်းတော့များပါတယ်ဆိုတော့ဘာဖြစ်ဒါလေးကလည်း Gravity အနေနဲ့ injury ရရှိနေတဲ့အနေအထားမှာ Waterloo မြန်မြန်တက်တာလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသတင်းကောင်းပါတော့ဆိုတော့ United ပွဲစဉ်မှာကျွန်တော်တို့က နောက်ထပ်ရွေးချယ်စရာပေါ့နော်ဒါနံပါတ်6ကစားသမားဖြစ် water reach ရှိနေတာလည်းဖြစ်ပါတယ်တကယ်လို့ gravity လေးပြန်လည်တက်တာလာခဲ့မယ်ဆိုလို့ရှိရင်တော့ gravity ဒါ port ကစားသမားဆင်းမှာပါလာဖို့ရှိတယ်တကယ်လို့ gravity bash လေးမပါဝင်နိုင်ဘူးဆိုလို့ရှိရင်လည်း defensive midfielder အဖြစ် marker ကြီးရှိနေသေးတယ်အရင်တော့ပူနေစရာမလိုဘူးပေါ့နော်ဆိုတော့ဒီကြားထဲမှာလည်းအ injury အခြေအနေလေးတွေကအပြောင်းလဲလေးတွေဖြစ်လာနိုင်ဖို့ရှိပါတယ် united ပွဲစဉ်ကလည်းတနင်္ဂနွေနေ့မှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ဒီရပိုင်းအတွင်းမှာကျွန်တော်တို့အဓိကကစားသမားတွေစံခိုင်မှုသာ ပြေဝခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Liverpool fan တွေအတွက်ကတော့အလုံးဝသတင်းကောင်းပဲပေါ့နော်ပြီးတော့ United ပွဲစဉ်မှာကျွန်တော်တို့ဒါ England Anfield မှာလည်းကန်အမှဖြစ်တဲ့အတွက်ကိုအချောင်းပြကြလုံးဝပေးနေစရာမလိုပဲနဲ့ကျွန်တော်ရှေ့ရဲ့ရှေ့သုံးပွဲပေါ့နော်ဒါရှုံးပွဲဆက်မှုကိုရပ်တန့်ပြီးတော့ England Anfield မှာကျွန်တော်တို့ဒါကျွန်တော်တို့အသင်းရဲ့ England atmosphere အောက်မှာ Liverpool fan တွေလုံးဝပျော်လို့ရမယ်ပွဲစဉ်တပွဲလို့တော့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့ပွဲချုပ်သုံးသက်ချက်အသေးစိတ်ကိုလည်းကျွန်တော်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဒါကတော့ update injury news လေးလို့ ပြောမှလည်းဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းကိုနိုင်ရဲ့ဗီဒီယိုအောက်မှာ comment လေးတွေဝင်မှန်းပေးသွားခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ